ကမ္ဘာကျော်ဘောလုံးသမားလီယိုနယ်မက်ဆီရဲ့တင်မတီသေးတဲ့အချက်၄ချက်လီယိုနယ်မက်ဆီဟာကမ္ဘာဘောလုံးသမိုင်းကိုပြန်ရေးသားခဲ့တဲ့ကဏ္ဍဝင်တဦးပဲဖြစ်ပါတယ်ဘောလုံးလောကရဲ့မော်ဆီယာတဦးလို့တင်စားခံရတဲ့မက်ဆီရဲ့ဘဝကြီးလမ်းမှာပရိသတ်အများစုသတိမထားမိတဲ့စိတ်ဝင်စားစရာအချက်၄ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်နံပါတ်၁မက်ဆီရဲ့ကြီးထွားမှုဆိုင်ရာပြဿနာမက်ဆီဟာအသက်၁၀နှစ်အရွယ်မှာရှားပါးတဲ့ကြီးထွားမှုဟော်မုန်းချို့တဲ့ခြင်း growth hormone deficiency ယောဂါကိုခံစားခဲ့ရပါတယ် ဒါစဉ်ဈေးကြီးတဲ့စေတိုကုသမှုတွေလိုအပ်ခဲ့ပေမဲ့သူ့မိသားစုကမတက်နိုင်ခဲ့ပါဘူး။ကံကောင်းထောက်မစွာနဲ့ဘာစီလိုနာအသင်းကသူ့ရဲ့ပါရမီကို မြင်ပြီးစပိန်ကိုခေါ်ယူခဲ့ုံသာမကတေကူသားစိတ်အားလုံးကိုပြေဝတာဝန်ယူပေးခဲ့ခြင်းကမက်ဆီရဲ့ဘောလုံးအိမ်မက်ကို အသက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နံပါတ်၄တမိုင်းဝင်စပွဲတင်ပွားစာချုပ်မက်ဆီကိုဘာစီလိုနာအသင်းကခေါ်ယူဖို့အတည်ပြုခဲ့တဲ့ပထမဆုံးစာချုပ်ဟာတရားဝင်စာရွက်စာတမ်းမဟုတ်ခဲ့ပါဘူး။၂၀၀၀ပြည့်နှစ်မှာနီးစနစ်ဒရိုက်တာကာရယ်ရက်ဆက်ဟာ ာချုပ်ကိုအမြန်ချုပ်ဆိုလိုတဲ့အတွက်စားတောက်ဆိုင်ကစပွဲတင်ပေါ်ပါပေါ်မှာပဲစာချုပ်အသေးစိတ်ကိုလက်နဲ့ရေးဆွဲပြီးလက်မှတ်ရေးထိုးခဲ့ပါတယ်ဒီလိုထူးခြားတဲ့စာချုပ်ဟာဘောလုံးလောကရဲ့အကြီးမြတ်ဆုံးသမိုင်းမှတ်တိုင်တစ်ခုကိုမိမောင်းထိုးပြနေပါတယ်နံပါတ်၃ရင်တွင်းကခေါ်တန်နဲ့အာဂျင်တီးနားကိုရွေးချယ်ခြင်းစပိန်မှာအချိန်ကြာကြီးနေထိုင်ခဲ့တဲ့အတွက်မက်ဆီဟာစပိန်နိုင်ငံသားဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရပြီးစပိန်လက်ရွေးစင်အသင်းမှာပါဝင်ကစားဖို့ကမ်းလှမ်းခံခဲ့ရပါတယ် ိုင်မဲ့မက်ဆီယာသူ့ရဲ့ဇာတိမြေဖြစ်တဲ့အာဂျင်တီးနားဟူတာရွေးချယ်ခဲ့ပြီးနောက်ဆုံးမှတော့သူ့နိုင်ငံအတွက်ကမ္ဘာဖလားကိုစုခူးပေးနိုင်ခဲ့တာကိုကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ရပါတယ်။နံပါတ်၄စကားမပြောတတ်ခင်ဘောလုံးကန်ခဲ့သူမိသားစုဝင်တွေပြောပြချက်ရမက်ဆီယာအခြားကလေးတွေလိုစကားမပြောတတ်ခင်ကလေးကပထမဆုံးဘောလုံးကန်ချက်ကိုစတင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။အသက်အရွယ်လွန်သေးငယ်တဲ့မက်ဆီလေးဟာသူ့ရဲ့ပထမဆုံးစကားလုံးတွေကိုမပြောတတ်ခင်မှာတော့မှ သူ့ရဲ့ပထမဆုံးဘောလုံးကန်ချက်ကိုပြသခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့အတော်တူကသူ့စကားမပြောတတ်ခင်ကတည်းကဘောလုံးနဲ့ကစားနေပြီလို့မှတ်ချက်ပေးခဲ့ဘူးပါတယ်။ဒီချက်တွေကြောင့်မက်ဆီတယောက်ဘောလုံးတွေမွေးဖွားလာသူဘောလုံးသမားဖြစ်လာဖို့အတွက်ဘဝဝကနေလိုအပ်တဲ့ပါရမီကိုအစကတည်းကအနှင်းထားသူဖြစ်တဲ့ဆိုတဲ့အချက်ကိုကျွန်တော်တို့လက်ခံရမှာပဲဖြစ်ပါတယ်။အခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။